အဆိုရင်မှာပါချေးလေဂျာကွန်ထရိုးကောင်းကိုပြောလိုက်မယ်။ပါချေးလေဂျာကွန်ထရိုးကောင်းကတော့ total trade payable ကောင်းဖြစ်တယ် liability ဖြစ်လို့သူက credit နေချာ။ဒါဆိုတော့သူကောင်းမှာ balance PD ထည့်မယ်ဆိုရင်ပုံမှန်ကတော့ credit ထဲမှာထည့်တယ်။သူက trade payable ဖြစ်လို့ trade payable ကိုမြန်မာလိုအေးရန်ရှိတော့အကျွေးစင်းလို့ခေါ်တယ်။ဒါဆိုရင်ကိုက trade payable ကိုအကျွေးတွေပေးဖို့ရှိနေမှာကတော့ပုံမှန်ဖြစ်တယ်။ဒါကြောင့်သူရဲ့ပုံမှန် PD ကတော့အမြဲတမ်း credit ထဲမှာတွေ့ ဲ့တော့သူနဲ့ဆန့်ကျင်ဘက် CD ထည့်ရင်ဓာတ်ပိတ်ထံမှာထည့်ရမှာပေါ့ဒါပုံမှန်နေဖြစ်ပါတယ်တကယ်လို့သာခုနကလိုပဲကိုကကိုရဲ့ trade paper စီကနေတစ်ခါတည်းမှာကိုကသူ့ကိုပတ်စံနေပို့လွှဲလိုက်မိတယ်ပဲထားပါတော့အဲဆိုရင်ကိုကသူ့စီကပြန်ရဖို့ရှိနေတဲ့အခါလေးလည်းရှိနေတတ်မယ်အဲ့လိုလိုလည်းရဖို့ရှိတဲ့စီရင်နှင်းစမှာရှိတယ်ဆိုရင်မတော် BD minor ဖြစ်အဲဒီအကောင့်မှာစီရင်ထည့်ရမှာဖြစ်ပါတယ် BD minor ဆိုတာကကိုက trade paper စီကနေ လာရန်ရှိတဲ့စာရင်းမျိုးကိုထည့်ရတာဖြစ်ပါတယ်အဲ့ဒါကတော့အမြဲတမ်းဖြစ်ပေါ်တတ်ဘူး minor ဆိုတာကတော့တစ်ခါတရံမှဖြစ်ပေါ်တတ်တဲ့အဲစာရင်းမျိုးပြောချင်တာဖြစ်ပါတယ်အဲ့တော့ယ CD minor က debit ဆိုရင် CD minor ပြန်ထည့်ရင် credit card မှာထည့်ပေးရမယ်။ CD ဆိုတာလာကုန်တဲ့နေ့မှာရှိတဲ့စာရင်းကို CD လို့ခေါ်တာဖြစ်လို့လာကုန်ပြီ၊နှစ်ကုန်ပြီဆိုရင်ကိုယ့်ရဲ့ trade paper ဇာတ်ကိုအကျွေးပြန်ရဖို့တမိုးတွေများ၊ပတ်စံပြန်ရဖို့တမိုးတွေများရှိခဲ့မယ်ဆိုရင်အမှားက CD minor ဖြစ် ီအကောင့်မှာလာပြီးတော့စာရင်းသွင်းပေးရမှာဖြစ်တယ်။မရှိရင်တော့သွင်းပြရမလို့ပါအောင်เนาะ။နောက်ပြီးွားရင်အမားတို့အဲဒီအကောင့်ရဲ့ credit ချောင်းကြည့်လိုက်ပါ credit ပါချီလို့ရေးထားပါတယ်။ trade paper ဖြစ်တဲ့အတွက်ကြောင့်ကိုကသူ့စီမှာအကျွေးနဲ့ပြစီဝယ်တဲ့အခါမှာသုံးတာဖြစ်ပါတယ်။နောက်ဆိုရင် trade paper ဒီကနေအကျွေးနဲ့ပြစီဝယ်ရင်မတော်ကပါချီအကောင့်မှာ debit trade paper အကောင့်မှာ credit နဲ့ ရင်သွင်းတာဖြစ်တယ်ဒါဆိုမှတို့ခုမြင်နေရတာ trade paper ကောင်းရင် credit ချမ်းကိုစင်စရင်မြင်နေရတာဖြစ်ပါတယ်ဒါကတော့ company အကျွေးဝယ်ရဲ့စရင်ကို trade paper ကောင်းမှာ credit သွင်းတာပေါ့အဲဆိုအကျွေးဝယ်လာတာရှိရင်ဒီဝယ်ရတဲ့ပစ္စည်းတွေကနေမှမတော်တဆပြန်ပို့ရမယ့်စရင်ရှိတယ်ဆိုတော့ purchase return လို့ခေါ်ပါတယ်ဒါဆိုရင် purchase စရင်က credit သွင်းတာဖြစ်လို့ purchase return စရင်သွင်းမယ်ဆိုရင်သူနဲ့ဆန့်ကျင်ဘက် debit ချမ်းမှာစရင်သွင်းပေးရတာဖြစ် ပြီးသွားရင်တော့သူရအောက်က cash ban ပေါ့ cash ban ဆိုတာကတော့ trade payable ကိုပတ်စံပေးတဲ့စာရင်းတွေတွင်တာဖြစ်ပါတယ် trade payable ပတ်စံပေးရင်အမောက်လုပ်ငန်းပတ်စံထွက်တယ်ဒါကြောင့်မောက်လုပ်ငန်းရဲ့ cash account bank account မှာ credit နဲ့စာရင်းတွင်တာဖြစ်လို့အခုမြင်နေရတဲ့ trade payable account မှာသူက debit နဲ့တွင်တာဖြစ်ပါတယ်ထပ်ပြီးသွားရင် discount receipt အဲ့တော့မတော်ကပတ်စံပေးတဲ့အချိန်မှာ trade payable ကကိုကို ပြန်လျှော့ပေးလိုက်တဲ့တမိုးတွေများရှိမှဆိုရင်အဲ့ဒါကိုမတော် discount receipt လို့ခေါ်ပါတယ် diplomacy ဆိုတာကတကယ်တော့လုပ်ငန်းရဲ့ income စရင်းဖြစ်တယ်။ income ရဲ့ nature credit ဆိုတာတင်လာတာရှိတယ်။အဲ့ဒါက discount receipt account မှာပဲစရင်းကို credit နဲ့သွင်းတာဖြစ်ပါတယ်။အခုမှတော့မြင်နေရတာ trade payable account ဖြစ်တယ်။ဒါကြောင့် trade payable account မှာ discount receipt က debit နဲ့စရင်းလာထည့်တာဖြစ်ပါတယ်။ဒါပြီးသွားရင်တော့ contra စရင်းကတော့ခုနပြောသလိုပဲ sale ledger control မှာလည်းသွင်းရမယ်၊ purchase ledger control မှာလည်းသွင်းရမယ်။ contrast ရင်းဆိုတာကအခုဆိုရင်ကိုပေးရရှိတဲ့အကျိုးတွေကိုသူကရော့စေတယ် liability တွေကရော့ရင် debit ဖြစ်လို့ contrast ရင်းကိုဒီမှာ debit နဲ့ထည့်တာဖြစ်ပါတယ်။ဟုတ်ပြီနော်။ဒါကတော့ဘာချိလဲကြ control ကောက်တစ်ခုလုံးရဲ့ format ပြည်စုံဖြစ်ပါတယ်။အဲဆိုမှာတော့ခုနကတော့လိုပါပဲ။အဲ့ဒီဒီ format ကြီးကိုတခါလဲကြက်ထားလိုက်မယ် debit မှာပါစင်းနေရှိတယ်လေ credit မှာပါစင်းနေရှိတယ်လေတခါလဲကြက်ထားမယ် ဒါမှမဟုတ်ရင်တော့ trade paper စရင်က liability ဖြစ်တယ် liability မဟုတ်လို့တိုးရင် credit မှာတွင်မယ်ရောရင် debit မှာတွင်မယ်ဆိုပြီးတော့မှတ်ပြီးတော့လည်းပဲစရင်တစ်ခုတူပြီဆိုရင်တိုးသလားရောသလားစဉ်းစားပြီးတော့ဒီ trade paper လို့ခေါ်တဲ့ purchase ledger control မှာ debit တွင်ရမယ်ဆို debit တွင်မယ် credit တွင်ရမယ်ဆို credit တွင်မယ်အဲ့လိုပုံစံနဲ့အဲမှတ်လို့လည်းရပါတယ်အဲ့တော့ဒီ chapter မှာတင်မယ် control ကောင်းနှစ်ခုလုံးရဲ့အကြောင်းအရာကိုရှင်းပြလို့ပြပါပြီ ဆိုတော့ဒီ chapter မှာကတော့ဒီ control count နှစ်ခုထဲကိုပဲဆင်းရဲတဲ့နေကြောင်ကို